အမွာကလေးရဖို့တင်းထောင်ချီအကုန်ကြားခံခဲ့တဲ့ဦးမျိုးတန်မင်္ဂလာပါပြိသက်ကြီးရဲ့အသက်20ကျော်ရွယ်ချောချောလလလေးကောင်မလေးကိုတိမ်တောင်းနဲ့တင်တောင်းလက်ထက်ခဲ့တဲ့ဦးမျိုးတန်ကိုတော့ပြိသက်ကြီးမှတ်မိကြအောင်ပါဦးမျိုးတန်ဟာအသက်60ရွယ်အထိမိမမယူပဲလူပြိုကြီးဘွားနဲ့နေထိုင်ခဲ့ပြီးမှအသေးမိတ်ဆွေရဲ့မိဆက်ပေးမှုကြောင့်အသက်20ကျော်ရွယ်မအီမွန်နဲ့ချစ်ကြခဲ့တာပါဦးမျိုးတန်နဲ့မအီမွန်ကအသက်40နှစ်နီးပါးလောက်ကွာဟနေရမလို့ သူတို့လက်ထက်စင်အခါတုန်းကလူအများစုကဝေဖန်ခဲ့ကြပြီးမိုင်းဤမွန်ကငွေမဲ့လို့ယူတာလို့လဲဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့အခုချိန်မှာတော့မိုင်းဤမွန်ဟာငွေမဲ့တဲ့သူမဟုတ်ဘဲအနေထိုင်အေးဆေးရဲ့မိမကောင်းလေးဖြစ်တဲ့အကြောင်းကိုဦးမျိုးတန်းကပြောပြလာခဲ့ပါတယ်။အမျိုးသားကမအီမွန်ကိုလက်ထက်တောင်းရတဲ့အချိန်မှာလဲသိန်းပေါင်းတထောင်ခွဲနဲ့တောင်းရခဲ့တာဖြစ်ပြီးကလေးတွေမွေးပြီးတဲ့အချိန်မှာလဲသိန်းထောင်စီတန်တဲ့အလူတွေကိုသုံးချိန်လောက်ပြုလုပ်ခဲ့ပါသေးတယ်။အမျိုးသားရဲ့အလုပ်ကိုင်းကတော့ မျိုးမြင့်မှာဆိုရက်စိုက်ပျိုးရေးကုမ္ပဏီကိုပိုင်ဆိုင်ထားတာပါသူကလည်းသမားဖြစ်ပြီးတော့စပားနဲ့တီးနှံမျိုးစုံစိုက်ခင်တွေပိုင်ဆိုင်ထားပြီးတီးနှံတွေကိုပြည်ရင်းမှာရောနိုင်ငံခြားအထိပါတင်ပို့ရောင်းချနေတဲ့သူမလို့အရန်ချမ်းသာပါတယ်မအီမွန်ကလည်းငကိုကလေးကဟော့ဟော့ရန်ရန်နေတက်တဲ့သူမဟုတ်ပဲဘာသာရေးကိုင်းဆိုင်ပြီးအိမ်ထဲမှာပဲနေရမလို့ဦးမျိုးသက်အိမ်ထောင်ဖက်ဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ဦးမျိုးသက်ကမအီမွန်နဲ့လက်ထပ်ပြီးတော့မှ အလူအတန်းတွေမကြာခဏလောက်ဖြစ်လာပြီးမအီမွန်ကလည်းအလူအတန်းတွက်ဆိုရင်မနှမျောပဲလက်ခံပြီးတယ်လို့ပြောလာခဲ့တာပါ။ဦးမျိုးသန်းကကလေးအမွာရချင်းလို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖန်ပြင်းတရီသားစနစ်နဲ့အမွာနေရယူခဲ့ပါတယ်။အမွာနေရကသမီးမိန်းကလေးတွေဖြစ်တာမလို့ဦးမျိုးသန်းကလည်းအယံပျော်နေရပါ။သမီးတွေကအဖေကိုချစ်တာမလို့သမီးရတာကိုအင်မတန်ပျော်ရွှင်နေပြီးအမွာသမီးလေးတွေမွေးဖွားပြီးတဲ့မအီမွန်ကိုလည်း ကလေးရတရားပြင်းမှာသိန်း4000ကျော်တန်ကားတစီလက်ဆောင်ပေးခဲ့ပါသေးတယ်။အမွာကလေးတွေတည်ရွေးပြီးတော့သိန်းပေါင်း1000ကျော်အကုန်ကျတဲ့အလူငွေတွေကိုမကြာခဏလောက်ခေတာခုဆိုရင်အလူသုံးချိန်ပြီးမြောက်ခဲ့ပါပြီ။အမျိုးသက်ဟာအရန်ချမ်းသာတဲ့သူဖြစ်ပေမယ့်သူအတွက်ဆိုဘာမှမတုံ့မွဲပဲမိမဖြစ်သူကိုပဲလိုချင်သမျှအရာရာဖြည့်ဆည်းပေးပါရစေ။ ဇနီးဖြစ်သူမအီမွန်ရဲ့မျက်နှာရည်မျက်နှာကဲကိုအမြဲကြည့်နေသူဖြစ်သားမလို့လိုချင်တာရှိရင်ဝယ်ပြီးတယ်လို့မအီမွန်ကပြောပါတယ်။မအီမွန်ပြောတာကတော့ကိုကြီးကသူ့အတွက်ဆိုအဝတ်အစားလည်းမဝယ်ဘူး။ဘာမှမတော်ဘူး။ကိုရနဲ့ရင်းနှီးချက်မယ်။တနေ့တနေ့ကိုရဖူပဲတုံးတာကိုကြီးကအပြောပါလဲမမှတ်ဘူး။သူတပင်ကောင်းရင်ငါသသောနားလို့ရတယ်ဆိုတာအကိုကြီးလိုလူမျိုးကိုပြောတာဖြစ်မယ်လို့ဦးမျိုးသက်အကြောင်းပြောပြလိုက်ခဲ့တာပါ မျိုးတန်ကအိမ်မှာဆိုကချင်လုံးကြီးနဲ့ဖြင်းအင်းကြီးပဲဝယ်လို့ရှိပြီးတော့အဝတ်အစားသင်းဆိုရင်လည်းအတင်းဝယ်ပြီးမှဝတ်တက်တဲ့အကြောင်းပြောပါရယ်။မျိုးတန်ဟာသူမိသားစုစုမျိုးတွေကိုပေးကမ်းဖို့နဲ့အလူတန်းလုပ်ဖို့ပဲစဉ်းစားလေးရှိပြီးဇနီးမယားကိုလည်းရွှေပြည့်ငွေပြည့်နဲ့တင်တောင်းတက်တဲ့ထားတဲ့သူမလို့ပြိသက်တွေကချီးကျူးနေကြတာပါ။မိုင်းမုံကလည်းရုပ်လေးချောတလလူငယ်ဖြစ်ပေမယ့်အပျော်ပါမမှတ်ပဲဘာသာရေးကိုင်းဆိုင်နေသူမလို့ အခုလိုချမ်းသာကြွေးဝါရရကြကိုပန်းဆိုင်ရတာဖြစ်မင်းလို့လူတကားကအားကြားနေကြတာပါတချိန်လုံးကအသက်ရန်ကွာလို့လူအများလောင်ပြောင်းဝေးဖန်ခဲ့ကြတဲ့သူတို့နေရာရဲ့အင်ထောင်ကြီးကခုချိန်မှာတော့အရန်သာယာပြီးပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်နေပါပြီကလေးမတွေကိုလည်းဥမျိုးတန်ကအရန်ချစ်သလိုကလေးတွေကိုကြည်ရှုဆောင်ရှောက်ပေးဖို့နဲ့မိုင်မွန်ပင်မမဆိုလို့ကလေးထဲနှစ်ယောက်ကိုလည်းအိမ်မှာခေါ်ထားပေးတယ်လို့သိရပါဗျ အသက်60ကျော်မှရလာတဲ့တာသမီတွေမလို့ဥမျိုးသက်ကအရန်ချစ်ပြီးတော့အရန်ကြီးကိုစိုင်းနေရပါ။တမီးမွာလေးတွေကိုချစ်လွန်းလို့မျိုးပူပူချင်းနဲ့မျိုးပူပူနဲ့ဆိုပြီးနာမည်ပေးထားပါသေးတယ်။